မြန်မာကိုရီးယားချစ်ကြည်ရေးတလတရာစီမံကိန်းလုပ်ငန်းများအလုံးဒီဇင်ဘာလကုန်တွင်ပြီးစီးနိုင်ရည်ရှိမှန်းထားဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ဇွန်လ18ရက်ကမြန်မာကိုရီးယားချစ်ကြည်ရေးတလတရာကိုရင်းရင်းများနေညဖြတ်သန်းရာတွင်ရေလမ်းကြောင်းဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးကြိုတင်ပြင်ဆင်စီမံမှုများဆောင်ရွက်ထားနိုင်ရန်အလုံးယုံဆွေးနွေးပွဲကိုမြန်မာစိတ်ကအာနာပိုင်ဆက်ဆန်းဝန်ထမ်းမိသားစုအိမ်ယာတီရီအန်နဝါကမ်မာ၌ကျင်းပခဲ့ကြောင်းသိရပါသည်။ရန်ကုန်မြို့ရေလမ်းကြောင်းအတွင်ဖြတ်သန်းသွားလာကြမည့်နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများကဲယူရဲသွားနှင့် ညတွင်သွားရည်ရည်များဘေးရနယ်ကင်းရှင်းစွာဖြတ်သန်းသွားလာနိုင်ရန်စံပြူလုပ်ငန်းစဉ်များနှင့်လုပ်ငန်းလမ်းညွှန်များရေးဆွဲသွားမှာဖြစ်ပြီးထွက်ပေါ်လာမဲ့စံပြူလုပ်ငန်းစဉ်များနှင့်လမ်းညွှန်ချက်စည်းကမ်းချက်များကိုသက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသို့တင်ပြ၍ခွင့်ပြုချက်ရယူ၍ stakeholder များအားလုံးသို့ကြဲကြဲပြက်ပြက်အခြားပြရှင်းလင်းဆွေးနွေးပေးခြင်းနှင့်ပညာပေးခြင်းတိကျစွာလိုက်နာကျင့်သုံးနိုင်ရေးကြီးကြပ်စီမံခန့်ခွဲခြင်းနှင့်ရန်ကုန်မြို့ရဲ့လမ်းကြောင်းအတွင်ဖြတ်တန်းသွားလာကြမည်နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများကံယူရဲသွားနှင့်မ မြစ်တွင်းသွားရေရင်များဘေးရန်နေကင်းရှင်းစွာဖြတ်တန်းသွားလာနိုင်ရန်စံပြုလုပ်ငန်းစဉ်များနှင့်လုပ်ငန်းလမ်းညွှန်များရေးဆွဲသွားမှာဖြစ်ပြီးထွက်ပေါ်လာမဲ့စံပြုလုပ်ငန်းစဉ်များနှင့်လမ်းညွှန်ချက်စီကတ်ချက်များကိုသက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများတို့တင်ပြ၍ခွင့်ပြုချက်ရယူ၍ stakeholder များအားလုံးကိုကြကြပြပြချပြရှင်းလင်းဆွေးနွေးပေးခြင်းနှင့်ပညာပေးခြင်းတိကျစွာလိုက်နာခြင်းသုံးနိုင်ရေးကြီးကျက်စီမံခန့်ခွဲခြင်းနှင့်လိုအပ်တဲ့အရေးယူမှုများကိုဆောင်ရွက်ခြင်းဖြင့်ရန်ကုန်မြို့လမ်းကြောင်းတစ်လျှောက်နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများနှင့်ကံယူရဲသွားနှင့်မြစ်တွင်သွားရေရင်များမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ကြည်ဒလတရားကိုနေညာဖြတ်သန်းသွားလာကြရာတွင်ဘေးရန်ရဲ့ကင်းရှင်းစွာဖြတ်သန်းသွားလာနိုင်မှာဖြစ်ကြောင်းသိရပါသည်မြန်မာကိုရီးယားချစ်ကြည်ဒလတရားစီမံကိန်းလုပ်ငန်းများအ လုံးဒီဇင်ဘာလကုန်တွင်ပြည်စည်းနိုင်ရည်ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်